မင်္ဂလာပါရှင်ကျမတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့2025ခုနှစ်မိုးကာလအတွင်းမေလ23ရက်နေ့ဂျွန်လ30ရက်အထိမှာတော့ ARD မြို့တရှောင်းရည်ကြီးနိုင်ခြင်းရှိမရှိခံမှန်းသုံးသပ်ပေးပါမယ်မူလမတာသူတေတီအွန်လိုင်းကတော့ဒီနေ့ဂျွန်လ2ရက်နေ့မနက်7:00မိနစ်20ချိန်မှာခုလိုထုတ်ပြန်ခဲ့ပါတယ်ဖြစ်နိုင်တဲ့အရင်အမြင်နှိုင်းယှဉ်ချက်အနေနဲ့2024ခုနှစ်ဇွန်လအကုန်ဇူလိုင်လအကူရက်ပိုင်းတွေအတွင်းမှာတော့ ဘင်္ဂလားပင်လယ်ပေါ်မှာဖြစ်လာခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းရီမေကတော့အခု2025ခုနှစ်လမ်းကြောင်းမတိမရိပ်အတိုင်းပဲကုန်းတွင်းဝင်သွားခဲ့တဲ့မုန်တိုင်းငယ်ဆက်လက်ရွေ့ရှားတဲ့အတိုင်းပဲစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ဒေသတွေအစီအကုန်ဆက်လက်ရွေ့ရှားပါတယ်။ 2024ခုနှစ်ကမုံတိုင်းနဲ့2025ခုနှစ်မုံတိုင်းနှလုံးနှိုင်းရှင်ကြီးတဲ့အခါမှာတော့မုံတိုင်းနှစ်ခုရဲ့အားနဲ့အရွယ်အစားကွာခြားတာကြောင့်မြန်မာနိုင်ငံအပေါ်တက်ရောက်မှုလည်းကွာခြားပါတယ်။အလဲပိုင်းဒေသတွေဖြစ်ကြတဲ့မကွေးတိုင်းမန္တလေးတိုင်းနေပြည်တော်စကိုင်းတိုင်းပဲခူးတိုင်းဒေသတွေမှာတော့2024ခုနှစ်ဆိုင်ကလုန်းရီမေရဲ့တက်ရောက်မှုကြောင့်မိုးများခဲ့တဲ့ဇွန်ဇူလိုင်နဲ့အခုမုံတိုင်းငယ်ကြောင့်မိုးရွာခဲ့တဲ့ မေလာကုံဂျွန်လာအစံပိုင်းမိုးအခြေအနေလည်းကွာခြားပါရယ်မုတ်တုံစောဝင်လိုက်လို့သာတနိုင်ငံလုံးမိုးတွေရွာတာစောတာနဲ့မိုးပြားတာတွေဖြစ်လာပြီးမဲ့လဲမုန်တိုင်းအချိန်တက်ရောက်မှုကွာခြားချက်ကြောင့်ပဲ နိုင်ငံအလဲပိုင်းမှာရေတွေတောင်းခံနေရလောက်အောင်မိုးသည်ထန်တာမဖြစ်ခဲ့ကြောင်းလည်းတွေ့ရပါဗျ။ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းမှာရောအလဲပိုင်းဒေသတွေမှာရောကျွန်လ၄ရက်နေ့ကစတင်လို့မိုးအားယုံနေသွားပါမယ်။မိုးရေချိန်ရရှိနိုင်တဲ့အချိန်တွေယုံနေလာနိုင်တဲ့ကြိုတင်ခံမှန်းချက်တွေကလည်းရှိနေပါဗျ။ဒီအချိန်တွေကြောင့်ပဲအထက်ပိုင်းကချင်ပြည်နယ်မှာလက်ရှိရေကြီးတာစိုးရိမ်ရေမှတ်ကိုကျော်လွန်ရောက်ရှိလာတာတွေဖြစ်နေပေမဲ့မန်းလေးမြို့မန်းလေးတိုင်းရဲ့အောက်ဘက် AR မြို့တလျှောက်မှာရေကြီးရေလွှမ်းခြင်းဖြစ်နိုင်ခြေကတော့နည်းနေတော့မှာပဲ။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ် တဲ့သတင်းနာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရာရီတိုင်းဒေသတွေမှာတော့မုတ်တုံမုံပုံမှန်ဆက်လက်ရွာသွန်းနေနိုင်ပြီးတော့မနက်အစောပိုင်းနဲ့မွန်းလယ်ညနေပိုင်းအချိန်တွေအတွင်းမှာနေရာကွက်ပြီးတော့မိုးပြတ်တောင်ထစ်ချုံပြီးရွာတာမိုးတင်းတင်းကနေမိုးများနိုင်တာတွေရှိနေအောင်မယ်လို့လည်းအသိပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းကချင်မှာမိုးသည်ထန်စွာဆက်လက်ရွာသွန်းနေတာကြောင့်နောက်သုံးရက်အတွင်းမှာမြေကြီးလာနိုင်တာနဲ့မိုးဆက်နေအောင်မယ်နေရာတွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ေချောင်းမလို့ဝတာဥဝေဖြူဟန်ကတော့2ရက်6လ2025ရက်နေ့ဒီနေ့မောလွဲ12နာရီ18မိနစ်အချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသတွေရဲ့အထက်ပိုင်းချင်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရောင်းတိုင်းဒေသကြီးအီယော်ီတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာနေရာနဲ့ပြမိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်မှာတော့ဒေသလိုက်ကိုမိုးကြီးပါမယ်။မန်းရီတိုင်းဒေသကြီးကယားပြည်နယ်မကွေးတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းတနင်္လာရီ ိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းဒေသတွေမှာနေရာစိတ်စိမ်မှုရတော့ပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိမ်ထူထက်စွာဖြစ်ထွန်းနိုင်ကနေရာကျဲကျဲမှုရတော့ပါမယ်။မနက်ဖက်ကစလို့မြန်မာတပြည်လုံးမှာမိုးတိတိတသာပြန်လဲရောကြလာကလည်းရက်နေ့မှာတော့နေပြန်ပူလာနိုင်တဲ့အကြောင်းအနည်းငယ်ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းမေခါမြည်ရဲ့အကြမလိခမြည်ရဲ့အကြ ရေကမြကြီးနားစခန်းကိုအထပ်ပတ်ကအကြွေတွေဆက်လက်စီးဝင်လာနေစေဖြစ်ပါတယ်။လက်ရှိရေမှတ်ကနေအမြင့်ဆုံး1300စင်တီမီတာစွန့်ရင်ရေမှတ်အထက်1မီတာကန်ကျော်လွန်တဲ့အထိရောက်နိုင်တဲ့အကြောင်းသုံးသပ်ခန့်မှန်းထားတာလည်းဖြစ်ပါတယ်။2024ခုနှစ်ရေကြီးစဉ်ကအမြင့်ဆုံး1406စင်တီမီတာအထိတက်ရောက်ခဲ့ကြောင်းလည်းသိရပါတယ်။မြကြီးနားမှာတော့ရေအမှတ်အမြင့်ဆုံးဘလောက်ထိရောက်နိုင်မယ်ဆိုတာမြို့တစ်လျှောက်ကမြို့တွေအတွက်ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ဖို့အရေးကြီးတယ်လို့လည်းဆိုပါတယ်။ ဆက်လက်ပြီးတော့မြကြီးနားရေပဲအင်တော်စု600ကျော်ဘဲလို့ရရွှေပြောင်းရပြီးတော့ကဲစဲစကန်10ကိုဖွင့်ထားရတဲ့အကြောင်းဖော်ပြပေးပါမယ်။မြကြီးနားမှာတော့ရေပဲကြောင်ယမန်နေ့ဂျွန်လာတရက်နေ့အထိအင်ဂျင်600ကျော်ကမိသားစုတွေဟာဘေးကရရွှေပြောင်းရပြီးတော့ရေပဲကဲစဲစကန်10ခုထိဖွင့်နေထားရတဲ့အကြောင်းကချင်ပြည်နယ်အစိုးရရဲ့သတင်းထုတ်ပြန်ချက်ရသိရပါဗျ။ ကဲဆိုင်ရေးစခန်းဆယ်ခုဖွင့်လှစ်ပြီးတော့ယမန်နေ့ကျော်လာတရက်နေ့ညနေပိုင်းအထိအင်အားစု130စုလူဦးရေ4020ကိုကူညီကဲဆယ်ထားရှိတာဖြစ်ပြီးတော့နေတိုင်းစားသောက်မှုအဆင်ပြေစေဖို့အစီအစဉ်ဆောင်ရွက်ပေးထားကြောင်းလည်းထုတ်ပြန်ပါရယ်ရေဘေးကဲဆိုင်စခန်းတွေကိုစက်ပေါင်ကြမ်းရက်ကွက်မှာရွှေစုပန်ဖုန်ကြီးကျောင်းနဲ့အမကမူလွန်ကျောင်းလေကုန်းရက်ကွက်အမှတ်တဲ့မူလွန်ကျောင်းဇီးလွန်အထက်ကစနစ်ကျောင်းရန်ပုန်ရက်ကွက်မှာအမကဖုန်ကြီးကျောင်းအထက်က တကြောင်ခွဲအောင်သက်ဒီဖုံတော်ကြီးကြောင်ရွှေဘိုကြောင်မြို့တကြီးရက်ကွက်မှာအောင်စီရန်အောင်ဖုံကြီးကြောင်မြင်းမြင့်ရက်ကွက်မှာမြင်းနှိမ်ဖုံမြင်းမြင့်ဖုံတော်ကြီးကြောင်တွေမှာဖွင့်လှစ်ထားတယ်လို့လည်းဖော်ပြပါတယ်။ယာရီမြင့်ကတော့မေ31မနက်ပိုင်းကစာလုံးအရှိန်ဟုန်နဲ့မြင့်တက်ခဲ့တာကြောင့်မြို့ရဲ့မြင်းနှိမ်ပိုင်းရက်ကွက်တွေတဲ့ထိမြေရည်တွေဝင်ရောက်လာကြောင်လည်းဖော်ပြပါတယ်။မြစ်ကြီးနားမြို့ဝင်အင်းမြတရားနာမှာတော့ရည်တွေဝင်ရောက်သွားလို့ဆိုင်ကယ်တွေလူတွေအိမ်စည်းကားတွေဖြတ်သွားလို့မရတော့ဘူးလို့ဒေသခံကဆိုပါတယ်။ အခုမနေ့ဆယ်နာရီခန့်ကစလို့ဖျားတထောင်လမ်းစုံမှာလည်းပဲဆိုင်ကယ်တွေလူတွေအေးစီးကားတွေသွားလာလို့မရတော့ဘဲနဲ့ဆက်လက်နေတာသွားလာနေရပြီဖြစ်တယ်လို့သူကဆိုပါတယ် ရေကမကြဘူးတက်လာတာမီးတွေလည်းပြက်ကုန်ပြီးပစ္စည်းတွေကတခြားနေရာရွှေ့ပြောင်းသိမ်းဖို့မလွယ်လို့အပေါ်တက်မှာပဲရွှေ့တင်နေတယ်လို့ဒေသခံကဆိုပါတယ်။ဒီနေ့ကျွန်လာ၂ရက်နဲ့မနက်6နာရီခွဲအချိန်တိုင်းထွားချက်တွေရအရာရီမြီဟာမြစ်ကျွန်းမျိုးရဲ့ဆိုရင်ရင်မှတ်တဲ့နှစ်လက်မကန်ကျော်လွန်ရောက်ရှိနေပြီးတော့နောက်တစ်ရက်အတွင်းမှာတပေကွမ်းကန်မြင့်တက်လာနိုင်ကဆိုရင်ရင်မှတ်တဲ့ဆက်လိဆိုရင်ရင်မှတ်တဲ့ဆက်လက်တည်ရှိနိုင်တယ်လို့မြစ်ကျွန်းမျိုးတွင်မှာရှိတဲ့မြစ်ကမ်းကြီးနဲ့မြင်းနေပိုင်နေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာနေရာအတွက် ရှောင်ရှားကြပုံမလို့အသားနှင့်ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ကချင်ပြည်နယ်အပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ကရွာရာနှုန်းပြည့်ဖြစ်တဲ့ကြောင့်မိုးရွာတာနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာတွေဖြစ်နိုင်တာကြောင့်ကြုံတင်သတိပြုဖို့အကြံပြုလာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရေကြီးခြင်းသတိပေးချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ2ရက်နေ့ဒီနေ့မိုးလွယ်နေတဲ့အချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်7နာရီခွဲချိန်တိုင်းထွားချက်တွေရ AR မြေဟာကတာမျိုးမှာရင်းမျိုးရဲ့စိုးရင်ရင်မှတ်အောင်ရှစ်ပေခွဲကံမှာရောက်ရှိနေပါတယ်။ဆိုဝမ်မြေကတော့နောက်နှစ်အတွင်းမှာရင်းမျိုးရဲ့စိုးရင်ရင်မှတ်ကိုရောက်ရှိပါမယ်။ဒါကြောင့်ကတာမျိုးနဲ့အတွင်းမှာရှိတဲ့မြေကမ်းဤနဲ့မြေနဲ့ပိုင်နေထိုင်သူတွေအနေနဲ့ချိုးတင်သတိပြုနိုင်ဖို့နဲ့မြေရင်မြင့်တက်လာရဲ့အချိန်မီရှောင်ရှားဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းပဲဂျွန်လာရဲ့အနေဆုံးအပူချိန်စံချိန်တစ်ခုကိုဖော်ပြပေးပါမယ်။ ယ်။မြကြီးနားမြို့မှာတော့၂ရက်6လ2025မှာတော့18.8ဒသမ9ဒီဂရီဆယ်စီယား65ဒသမ9ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်စံချိန်သက်တင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းရေကြီးမှုအခြေအနေတွေကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ2ရက်နေ့ဒီနေ့မနက်9:00ခွဲချိန်ထုတ်ပြန်ကြမှာတော့ ဒီနေ့ညမှာစံတော်ချိန်6နာရီခွဲချိန်တိုက်ထွားချက်တွေရ AR မြည်ဟာမြကြီးနားမျိုးမှာရင်းမျိုးရဲ့စိုးရင်ရင်မှတ်တဲ့နှလားမကန်ကျော်လွန်ရောက်ရှိနေပြီးနောက်တစ်ရက်အတွင်းမှာတပေခွဲကန်မြင့်တက်လာနိုင်ကရင်းမျိုးရဲ့စိုးရင်ရင်မှတ်တဲ့ဆက်လက်တည်ရှိပါမယ်။ဒါကြောင့်မြကြီးနားမျိုးနဲ့အတွင်းမှာရှိတဲ့မြကန်းဒီနယ်မြင်းနေပိုင်နေထိုင်သူတွေအနေနဲ့ရေပိလွတ်တဲ့နေရာတွေကိုရှောင်ရှားဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းရဲတရဘတ်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်မှာတော့အနောက်တောင်မုတ်တုံလီဟာအာသင်းတင်းကနေအားကောင်းပါမယ်။မိုးချင်တွေကတော့ဂျွန်နှစ်ရက်မှာကချင်ပြည်နယ်စကိုင်းတိုင်း၊မန်လေးတိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းချင်းပြည်နယ်ကရင်နီပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတွေမှာတော့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်ပါမယ်။ဂျွန်၃ရက်နေ့မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမန်လေးတိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်နီပြည်နယ်ကရင်နီပြည်နယ်နဲ့သတင်းနိုင်တိုင်းဒေသတွေမှာတော့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်ပါမယ်။ကချင်ပြည်နယ်မှာတော့မိုးဆက်မပြတ်ရွာသွန်းနေတာကြောင့် AR မြို့တျှောက်ဒေသတွေအနေနဲ့မြေကြီးမှုအန်ရကိုအထူးသတိပြုပြီးကြိုတင်ရှော ောင်ရှားနိုင်ဖို့အကျွမ်းအထူးသတိပြုပြီးကြိုတင်ရှောင်ရှားနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာကွက်ပြီးမိုးကြီးရတဲ့ကြောင့်မြေပြိုတာ၊တောင်ပြိုတာနဲ့မြဝကျွန်ပေါ်ဒေသတွေမှာကဘာပြိုတာတွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုနေထိုင်ကြဖို့တိုက်တွန်းလာတာဖြစ်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်ဂျွန်လာလေရနေ့ကနေဂျွန်လာ၈ရက်အတွင်းမှာတော့မုတ်တုံလေးပြန်လဲအာရော့ပါမယ် မိုးလေဝသပြစ်စင်နေအနေနဲ့လာမယ့်တစ်ပတ်အတွင်းမှာဘင်္ဂလားပင်လယ်နဲ့အိန္ဒိယသမုဒ္ဒရာမှာလိပ္ပီအာနဲ့ရောင်းအောင်ပြပွားနိုင်ခြင်းမရှိပါဘူးမြန်မာနိုင်ငံအလဲပိုင်းမြဝကျွန်းပေါ်ဒေသနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေပြင်းတိုက်ခတ်တာတွေဖြစ်ပွားနိုင်တာလည်းဖြစ်ပါတယ်မိုးကြီးတာတွေနဲ့အတူတူလျှက်စီးလက်တာမိုးကြိုးပြစ်တာလျှက်ပြက်ရေကြီးတာနဲ့ကဘာပြူတာစတဲ့မြေပြူတာဘေးရန်တွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုနေထိုင်ကြဖို့လည်းတိုက်တွန်းလာတာဖြစ်ပါတယ်ရှင်